မှာဆွေးနွေးကြပါသေးရှင်။ကိုလင်းအော်တိုမိုဘိုင်းဆေးဆန္ဒပေ့ချ်ကနေပြီးတော့နှွေးထွေးစာနဲ့ပြန်လည်ကြိုဆိုပြသေးရှင်။ဒီတစ်ပတ်မှာတော့ဖြူက SUV ကိုမှဆွဲဆောင်မှုရှိတဲ့ရုပ်ထွက်ဒီဇိုင်း၊တေသက်လှပတဲ့ body shape line အထာကျပြီးတော့ခံများမှုအပြည့်နဲ့2024 model 4 best 2 T77 Pro ကနေမိတ်ဆက်ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဒီကားရဲ့ engine power က 1.5cc turbo engine နဲ့လာတဲ့7 speed auto transmission ကားတစ်စီးလည်းဖြစ်ပါတယ်ရှင်။ကဲဒါဆိုကားလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ ဒီကားရဲ့ရှေ့ရုပ်ထွက်ဒီဇိုင်းကိုကြည့်မယ်ဆိုရင်ရှေ့ဒီဇိုင်းကဆန်းသစ်ပြီးတော့ raindrop ပုံစံ 3D ရှေ့ကိုမှအနုစိတ်သေးသက်လှပစွာပုံဖော်ပေးထားတယ်။ LED daytime running light ကိုမှ double D ပုံစံဖန်တီးပေးထားတာဆိုရင်လည်းကားရဲ့ရုပ်ထွက်ကိုပိုကြွသွားစေတယ်။ LED headlight ကို၄တောင်ပုံစံအတုံးလေးတွေရှေ့နောက်ပုံဖော်ပေးထားပြီးတော့ signal မီးကလည်းအောက်ဘက်မှာအတန်းလိုက်သီးသက်ပုံဖော်ပေးထားတာဆိုရင်လည်းကားကိုအတော်လေးအထာကျသွားစေတယ်လို့ဆိုရမှာပဲဖြစ်ပါရဲ့ရှင်။ ဒီကားရဲ့ဘေးဘက်မှာဆိုရင်90 inches align wheel သုံးပေးထားတာကိုလည်းမြင်တွေ့ရတယ်။ align design နဲ့ body light design တွေကစမ်းသပ်လှပပြီးတော့ကားရဲ့ရုပ်ထွက်ကိုလည်းပိုပြီးတော့ထင်ပေါ်စေတယ်။ ground clearance ကဆိုရင်11.5 inches ရှိတဲ့အခါကျတော့ SUV ကားတစ်စီးနေနဲ့ဆိုရင်တင့်တင့်နဲ့အမြင့်ရှိတဲ့ကားတစ်စီးလို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်။ကြည့်ဒါဆိုရင်နောက်ဖက်လေးကိုဆက်ပြီးကြည့်လိုက်ကြအောင်နော်။ နောက်ပါမှာဆိုရင်ကားရဲ့ trade light မီးကမော်ရယ်မြစ်ကားတစ်စီးရဲ့ဒီဇိုင်းပုံစံသုံးပေးထားတာကိုလည်းမြင်တွေ့ရတယ်။ best tune ဆိုတဲ့စာလိုင်းလေးကိုထည့်ပေးထားပြီးတော့သူ့ရဲ့အောက်ဖက်တစ်ဖက်တစ်ချက်စီမှာဆိုရင် four ဆိုတဲ့စာနဲ့ d77 ဆိုတဲ့စာကိုလည်းသုံးပေးထားပါတယ်။နောက်ဖက်ဒီဇိုင်းအားဆိုရင် trade light မီးနဲ့ body line အချိုးအကွေ့အကြောင်းရိုးရှင်းပေမဲ့လည်းဆွဲဆောင်မှုရှိတဲ့ကားတစ်စီးလို့ဆိုရအောင်ပါပဲဖြစ်ပါရဲ့ရှင်။ ဒီကားရဲ့ရှေ့ဘက်ဘေးဘက်နောက်ဖက်ဒီဇိုင်းတွေကိုအတူတူကြည့်ပြီးသွားပြီဆိုတော့အတွင်းကန်းထဲမှာဘယ်လိုမျိုး function လေးရှိမယ်ဆိုတာကိုဖြူနေတူလိုက်ကြည့်ပေးပါအောင်နော်အတွင်းပိုင်းမှာဆိုရင်အတွင်းကကာလာအတွဲဆက်နဲ့ထိုင်ကုန်ကာလာအတွဲဆက်အားဆိုရင်တော်တော်လေး లై ဖက်ပြီးတော့ match ဖြစ်တာကိုလည်းမြင်တွေ့ရပါတယ်။ထိုင်ကုန်နေမှာဆိုရင် premium leather ကိုလည်းတုံးပေးထားတယ် driver seat ဘက်မှာဆိုရင် seat motor ပါဝင်တာကိုလည်းတွေ့ရပါတယ်ရှင် steering မှာဆိုရင် leather ကြိုးချုပ်သုံးပြီးထားပြီးတော့ D shape ပုံစံနဲ့ပုံဖော်ပေးထားပါတယ် steering မှာဆိုရင် volume control voice command နဲ့တခြား control ပေးလို့ရတဲ့ခလုတ်ကလေးတွေလည်းပါဝင်တာကိုတွေ့ရပါတယ်ရှင် 2.3 inches ရှိတဲ့ class jam နဲ့ infotainment touch screen ဟာဆိုရင်တစ်ဆက်တည်းသွားပေးထားပြီးတော့ Apple CarPlay နဲ့ Android Auto လည်းအသုံးပြုလို့ရပါတယ်။သူ့ရဲ့အောက်ဖက်မှာဆိုရင် digital aircon ကိုလည်းမြင်တွေ့ရပါတယ်။ poster ဟာဆိုရင်မြင်တွေ့နေကြကားတွေအတိုင်း steering ရဲ့ဘေးမှာမဟုတ်ဘဲနဲ့ center console မှာထည့်ပေးထားတာကိုလည်းတွေ့ရပါတယ်ရှင်။ center console မှာဆိုရင် cruise control blind spot lane departure 360 camera လည်းပါဝင်ပါတယ် ပြီးတော့ဒီအောက်ဖက်လေးမှာဆိုရင် USB port နဲ့ travel socket တစ်ခုပါဝင်တာလည်းတွေ့ရပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင်တော့ panorama sun ကိုလည်းပါတဲ့အခါကျတော့ function နေစုံတဲ့ကားတစ်စီးလို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်။ကဲရှေ့ကန်းလေးကိုအတူတူကြည့်ပြီးဆိုတော့အလဲကန်းလေးကိုလည်းလိုက်ကြည့်ပေးပါဦးနော်။ လဲကမ်းမှာဆိုရင်တော့ SUV ကားတစ်စီးဖြစ်တာနဲ့အညီ Leron နဲ့ Heron တွေကအသင့်အင့်ကျယ်ဝန်းတာကိုလည်းမြင်တွေ့ရပါတယ်။နောက်ခန်းကထိုင်တဲ့သူတွေအဆင်ပြေစေဖို့အတွက် Aircon ပေါက်နှစ်ခုနဲ့ Charging Port တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အလဲကမ်းလေးကတော့ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်။ကဲဒါဆိုရင် Cargo Space လေးကဘယ်လိုဖြစ်မလဲ။လိုက်ကြည့်ပေးပါဦးနော်။ နောက်ခံကာဂိုစပေးယာဆိုရင်လည်းမော်တာနဲ့အဖွင့်ပေးဖြစ်တာကိုလည်းမြင်တွေ့ရပါတယ်။ကာဂိုစပေးယာဆိုရင်တော်တော်လေးစင်ဝင်တဲ့အခါကျတော့ luggage နှလုံးသုံးလုံးအထိလဲဆန့်နေခီးရဲရှည်သွားတဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ်။ကဲအောက်ဖက်မှာပါလေးပါလေးလိုက်ကြည့်ပေးပါဦးနော်။သူ့ရဲ့အောက်ဖက်မှာဆိုရင် reflection vest warning triangle နဲ့သူ့ရဲ့ accessory tools တွေပါတယ်သူ့ရဲ့အောက်ဖက်ကိုတစ်ခါထပ်ပြီးတော့ဖွင့်ကြည့်လိုက်မယ်ဆိုရင် spare wheel ပါတာကိုလည်းမြင်တွေ့ရပါတယ် 2024 model for best two 377 pro ကားလေးရာဆိုရင်တောင်ပေါ်မြေပြတ်ဒေသမျိုးလေးအသုံးပြုလို့ရတယ်။ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality ရာဆိုရင်အရန်ကိုတန်တယ်လို့ခန်းစားရတဲ့အတွက်ကြောင့်ဖြူက recommend ပေးပြသည်ရှင်။ယခုပြသသွားတဲ့2024 model for bestroom d77 pro ကားလေးကိုစိုက်နှက်သက်လို့ဝင်ကျင်နေဆိုရင်တော့လန်ကင်းလေးဝင်လို့ရတယ်လို့အရေးကြအနေနဲ့လည်းဝင်လို့ရပါတယ်ရှင်အရေးကြအနေနဲ့30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝင်လို့ရပါတယ်ရှင်အမြင်လာရောက်သိရှိကျင်သူ customer များအနေနဲ့ပြည်လန်းနိုဝိုတယ်ဟိုတယ်နီးမှာ showroom number 1တောင်ဟောက်ကလာရနာလမ်းမပေါ်မလိခအင်အားရှိမှာ showroom number 2အမှတ်224ဦးဝိဇာရလမ်းနဲ့ဓမ္မစီတီလမ်းတော့ FPC တာဝါရဲ့အနောက်ဘက်မှာဆိုရင် showroom number 3ဆိုပြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နေဆက်ရာ showroom မှာလာရောက်တိရှိဝယ်ယူအပိတ်ဖို့အတွက်လည်းဖိတ်ခေါ်ပြရစီရှင်ဒီဗီဒီယိုလေးကိုကြိုက်နေသက်လို့ရှိရင် like and share လေးနဲ့လည်းဝင်ရမေးကြပါအောင်နော်အပတ်စဉ်စနေညနေ6:00နာရီတိုင်း car review video လေးတွေတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်အဆောင်မြောအပိတ်တိရှိဖို့လည်းလုံးဝမမေ့ပါနဲ့နော်ကဲနှုတ်ဆက်မဲ့အချိန်ကိုရောက်လာခဲ့ပြီနော်နောက်ထပ်နောက်ထပ်ကားသစ်တွေနဲ့နောက်စီစဉ်တွေမှာကျွန်내တို့ပြန်လည်ဆုံတွေ့ကြမယ်เนาะဘိုင်ဘိုင်